စ조사မှုရှိတိုင်းအောင်မြင်နိုင်တယ်ချမ်းသာနိုင်တယ်ဆိုတာမဟုတ်ဘူးနေရာမှန်ဖို့အရန်ကိုအရေးကြီးတယ်လူတိုင်းမှာကိုယ့်ရဲ့ကိုယ်စီနဲ့ပဲမှအောင်မြင်နိုင်တယ်조사တဲ့နယ်ပယ်မှားဝိုင်းအသက်50အထိရောက်ရင်လည်း အောင်မြင်နိုင်မှာမဟုတ်ချမ်းသာမှုကိုရရှိမှာမဟုတ်ကိုဒီကိုရိုင်းလဲအွန်လိုင်းစားလုပ်တဲ့အချိန်မှာရောင်းဝတ္တနာပါတဲ့သူရောင်းရတာကြိုက်တယ်ဆိုတော့ပစ္စည်းတွေဆိုင်ရောင်းလာတဲ့စီးတွေရောင်းရင်လှုပ်ရင်းနဲ့သစိရောက်သွားတဲ့အချိန်ရက်လက်ကောင်းတယ်လဲရတယ်ပတ်စံတယ်လဲရတယ်ဒါပေမဲ့လူကတအားပင်ပန်းလာတယ်ပြောရမယ်ဆို fashion မရှိတော့တလို့မျိုးပတ်စံရဖို့အတွက်ပဲအလုံးလုံးနေတာပညာပေးတဲ့လမ်းကြား coach လမ်းကြောင်း trainer လမ်းကြောင်းကပတ်စံမရရင်လည်းလုံနိုင်တယ် life နေ့တိုင်းလွှင့်နိုင်တယ်သင်တန်းအလကားပေးရရင်လည်းပျော်တယ်လုံနိုင်တယ်ကိုယ့်ရဲ့လမ်းကြောင်းတ လိုမျိုးဖြစ်သွားပြီးတော့လှုပ်ရတာလွယ်ကူတလိုမျိုးခံစားရတယ်တင်နန်းပေးရတာကိုယ့်အတွက်အရန်လွယ်တယ်အများနဲ့အလုပ်လုပ်ရတော့တိတ်ပြီးသဘောမကျတည်တည်ကိုယ့်ကိုပြန်သုံးတတ်တယ်ပြန်မေးတယ်ကိုဘာကြိုက်တာလဲကိုရဲ့အားတာချက်ပါလဲကိုရဲ့အားနည်းချက်ပါလဲကိုကိုအချိန်လေးတစ်ပတ်နှစ်ပတ်လောက်ပေးပြီးတော့စိတ်အေးလေးထားပြီးတော့ကိုရဲ့အကြိုက်ကိုလည်းရေးချကိုမကြိုက်တဲ့အရာကိုလည်းရေးချရေးချလိုက်တဲ့အခါမှာပုံပြီးမြင်သွားအော်ကိုရဲ့အကြိုက်ကဒါပြအားတာချက်ကဒါနေပယ်ရွေးရတာပုံပြီးလွယ်လာတယ်တကယ်လို့ပစ္စည်းထောက်တဲ့နေပယ် founder နေပယ် ဲ့တင်းနဲ့အလောက်လောက်တဲ့နယ်ပယ်မှာသွားပြီးလောက်ခိုင်းမယ်ဆိုရင်ဒီလောက်ထိကတိရောက်လာမှာမဟုတ်ဘူးရလလည်းဒီလောက်ထိကတိရရှိမှာမဟုတ်ဘူးလို့ကတိပြောရတဲ့ပစ္စည်းလည်းအဲတုန်းကထုတ်ခဲ့တာနော်ပစ္စည်းထုတ်ရတာလေပထမအချိန်မှာတော့ပျော်တယ်ဒုတိယအချိန်မှာတိတ်ပြီးမပျော်တော့အဲ့လိုမျိုးဖြစ်လာခုနယ်ပယ်မှာမဟုတ်ရင်ညာအားလုံးကခက်ခဲတယ်လို့မျိုးခံစားရတယ်ခုနယ်ပယ်လောက်ရတဲ့အခါမှာ flow အတိုင်းကိုလုံနိုင်တယ်လောက်ရတာပေါ့ပါတယ်ပြဿနာလောက်ပဲကြုံရကြုံရအချိန်တွေဘလောက်ပေးစားရဘလောက်ပဲတင်ယူရလောက်ရတာလည်းပျော်တယ်လောက်ရတာလည်းပေါ့ပါတယ်အဲ့လိုမျိုး မျိုးဖြစ်လာပြီးဆိုရင်ဒါကိုရဲ့နယ်ပယ်ဖြစ်သွားပြီတချို့ကလေကိုရဲ့နယ်ပယ်မှာမယွေပဲသူများနောက်ကိုလိုက်ဖြစ်ချင်တာသူများနောက်ဖြစ်ရမှမှန်တယ်ဟိုလိုလူမျိုးဒီလိုလူမျိုးအဲ့လိုမျိုးလိုက်ဖြစ်ကြအတူနောက်ကိုမှလိုက်ဖြစ်เสียရမလို့အဓိကကိုရဲ့ version နဲ့ကိုအောင်မြင်တတ်ဖို့လိုအပ်တယ်ဒီလေ brand ထောက်တာအဲ့ဒီ brand ထောက်ကနေ team သားတွေလည်းကတိအားလုံးကိုပြောပြတယ်ဒီနယ်ပယ်မှာအားမတားဘူး team နဲ့အလုပ်လုပ်ရတာမပျော်ဘူးကိုရဲ့အားနည်းချက်ကိုရဲရဲဝန်ခံလိုက်တာအဲ့လိုမျိုးကိုကဝန်ခံလိုက်ရင်ဘယ်သူကကိုကိုအထင်သေးမှလဲဘယ်သူကကိုကိုဘယ်လိုမျိုးနဲ့ဆုံးဖြတ်လိုက်မှလဲဆိုတော့ ရင်မသွေးလိုက်နဲ့အဓိကကိုရဲ့စိတ်ကိုကိုတံပိုးထားရမှာအားနေချက်ကိုအရင်ဆုံးကိုကိုတိုင်းလက်ခံနိုင်ရကိုလက်ခံနိုင်သူများလည်းလက်ခံနိုင်မှာအဲ့လိုမျိုးကတိစုံပြည့်ချက်ချပြီးရွေးချယ်လိုက်ခဲ့လို့ဒီနေ့ဒီချိန်မှာကတိကြိုက်တဲ့အလုပ်ကတိရဲ့ lifestyle နဲ့ကိုက်ညီမှုရှိတဲ့အလုပ်ကိုကောင်းကောင်းလေးလုပ်နိုင်တယ်စိတ်မြန်တဲ့သူလားစိတ်နှေးတဲ့သူလားသေးမနဲ့အလုပ်လုပ်ရတဲ့သူလားအဲ့လိုမျိုးကိုကိုပြန်ကြည့်လို့ရလူအများနဲ့အလုပ်လုပ်ရတာကြိုက်တာလားပော့ပါမှုကိုကြိုက်တာလားကိုရဲ့စိတ်ကိုကြည့်လိုက်ကိုရဲ့စိတ်အနေနဲ့အထားနဲ့ကိုက်ညီမှုရှိတဲ့အလုပ်မျိုးကိုရွေးချယ်ရရင်ပိုပြီးလွယ်ကူတယ်သူကအလုပ်ကို ပဲသွားရွေးနေကြကိုရဲ့စိတ်ကိုမတည်ကိုရဲ့စိတ်ကိုမတည်တဲ့အခါဘာဖြစ်လို့သူ့အတွက်လွယ်ပြီးကို့အတွက်ခက်နေတယ်လို့မျိုးခံစားရတာလဲအဲ့လိုမျိုးစင်ကို့နယ်ပယ်မှာမဟုတ်တော့ကို့နယ်ပယ်ရင်လှုပ်ရတာလွယ်တယ်ပော့ပါတယ်ဘလို့ပဲလှုပ်လှုပ်အလုံးကကို့ဘက်လိုက်နေတယ်လို့မျိုးခံစားရတယ်ကိုရဲ့စိတ်ထားအကြောင်းကိုသိချင်တယ်ကိုကဘလို့လူမျိုးလဲကိုရဲ့အကြည့်စရိုက်ကဘလို့လဲဒီတင်ထားပေးတဲ့တင်ဒန်းတစ်ခုရှိတယ်သူဘီရစ်တင်ဒန်းတမန်လူကနေချမ်းသာတဲ့ဘဝစီရပိုကိတီကိုရိုင်းကျိုးစားလာတဲ့ထောက်လာခဲ့တဲ့တက်တန်းဒီ online ပေါ်မှာ6နှစ်ရအတွေ့အကြုံအဲ့ဒီတင်ဒန်း ထဲမှာအားလုံးကိုပိုးချပေးခဲ့တာထိုင်းနိုင်ငံကမသွားပြီးတင်ခတ်ဘူးတဲ့တင်နန်းတစ်ခုလည်းပြောလို့ရအဲ့တင်နန်းလူတွေတော်တော်များများကိုကြိုက်ကြတယ်ရချင်းနေဆိုအမအဝေး join နဲ့ admin ကိုပြောလို့ရ